တလောက်ကို10ဒိန်းလောက်ပုံမှန်ရှာလို့ရပြီးတော့လူတိုင်းလိုက်လုပ်လို့ရတဲ့ online စီးပွားရေးတစ်ခုအကြောင်းကိုကျွန်တော်ဒီနေ့ဗီဒီယိုထဲမှာအလုပ်ပြီးအောင်ပြောပြပေးမယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီစီးပွားရေးကိုလုပ်နေပါတယ်ဒီနေ့အနေနဲ့ကျွန်တော်တို့ဘာတွေလိုအပ်လဲဆိုရင် ကျွန်တော်တို့ကင်နေတဲ့ဖုန်းလေးရဲ့နောက်ပြီးကျွန်တော်တို့ရဲ့အားလက်ချိန်လေးရဲ့ပဲလိုအပ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့အားလက်ချိန်လေးမှာဘာလို့အရင်ဆုံးလေ့လာရမလဲဆိုရင်တော့ YouTube channel ဖွင့်ပြီးကိုအရင်ဆုံးလေ့လာရမှာပဲဖြစ်ပါတယ် YouTube channel ဖွင့်ပြီးဆိုတဲ့ဗီဒီယိုကိုလည်းကျွန်တော်ရဲ့ channel မှာတင်ထားတာလည်းရှိသလိုတခြား YouTuber တွေတင်ထားတာလည်းအများကြီးရှိတယ်ပေါ့နော်ဒီဗီဒီယိုကိုသွားပြီးတော့လေ့လာလိုက်မယ်ဆိုရင်ကျွန်တော်တို့အနေနဲ့အချိန်က iOS တစ်နာရီလောက်လေးပဲပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့အချိန်တစ်နာရီနိုင်ဘယ်လောက်ပေးလိုက်ပြီဆိုတာ ਨੇ ကိုယ်ပိုင် YouTube channel တခုရပါလိမ့်မယ်။ YouTube ပတ်သက်ရှာမအောင်မြန်ကြီးကြီးကျယ်ကျယ်နဲ့ဘာလို့ online စီးပွားရေးလို့ ခေါင်းစဉ်တက်ရလဲဆိုရင်ကျွန်တော်တို့ကပေါ်ပြပြက်လုံးလို့မရပါဘူးပေါ်ပြပြက်လုံးတယ်ဆိုရင်ပေါ်ပြပြက်ပဲဖြစ်နေမယ်ပေါ့နော်ဒါငါရဲ့စီးပွားရေးငါဖြစ်အောင်လုပ်မယ်ဒီကနေ့ငါပတ်စံရအောင်ရမယ်ဆိုတဲ့စိတ်မျိုးနဲ့လုပ်မယ်ဆိုရင်ရတော့ဒါတေချာပေါ့ကြောင်းကိုရနိုင်မယ်ပေါ့နော်အဲ့ဒါလေ့လာပြီးရင်နောက်ထပ်ဘာဆက်လေ့လာရမလဲဆိုရင် YouTube မှာဘလို့ဗီဒီယိုတွေတင်လို့ရတယ်ဘလို့ဗီဒီယိုတွေကတော့တင်လို့မရဘူးဆိုတဲ့အကြောင်းအရာတွေကိုလေ့လာရမယ်ပေါ့နော်သူရဲ့ copyright အကြောင်းတွေစီးရင်းစည်းကမ်းအကြောင်းတွေကိုလေ့လာ ရမှာပေါ့နော်ဒါဒီကိုလေးလာဖို့ကလည်းကျွန်တော်တို့ကဘာတင်နှမ်းမှတက်စီရမလို့ဂျူဂျူမှာလည်းမြန်မာလိုရိုက်ရှာပြီးတော့မှဗီဒီယိုတွေကိုအခမဲ့လေ့လာလို့ကြားမှာပဲဖြစ်ပါတယ်ကျွန်တော်ကိုယ်တိုင်လည်း အဲ့လိုပဲလေ့လာကြတာပေါ့နော်။ဟုတ်ပြီအဲ့ဒါတွေကိုလည်းကျွန်တော်တို့ကကောင်းကောင်းမွန်မွန်နားလည်သွားပြီးတည်သွားပြီးဆိုရင်နောက်ဆုံးပတ်ဆက်ရတဲ့အစ်အအနေနဲ့ YouTube ရဲ့ monetization ကိုပါကျွန်တော်တို့ကဆက်ပြီးတော့မှလေ့လာရမှာဖြစ်ပါတယ်။ YouTube ရဲ့ monetization ဆိုတာကတော့ YouTube ကပေးတဲ့ပတ်ဆက်ကိုကျွန်တော်တို့လက်ခံရရှိဖို့အတွက်ကျွန်တော်တို့ channel မှာဘာတွေလိုအပ်လဲဘာတွေရှိထားသင့်လဲဆိုတာလေးပေါ့နော်။ဘာတွေလိုအပ်လဲဆိုရင်တော့ကျွန်တော်တို့ရဲ့ channel မှာ subscriber 1k ရဲ့ကျွန်တော်တို့ daily video ကိုကြည့်ရတဲ့နိုင်ပေါ့ ွားဟာဝါ၄000ကြည့်ရတယ်ခုပြေးသွားပြီဆိုရင်အဲ့တော့ကျွန်တော်တို့က monetization အောင်ပြီးတော့မှာဗီဒီယိုတင်တင်ပတ်စံလေးစပြီးတော့မှာရလိမ့်မယ်ပေါ့နော်အဲ့အားလုံးကိုတစင်ချင်းလေးဒီလေးလာပြီးသွားပြီးကိုကလုံးဝဒါတွေကိုပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရဲ့ channel မှာဗီဒီယိုတွေတင်ဖို့ဘလို့အကြောင်းအရာတွေဖန်ပြရမလဲဆိုတဲ့အပိုင်းကိုရောက်လာပြီပေါ့နော်။ညမှာကိုကဒီ mobile legend နဲ့ပတ်သက်ပြီးတော့လုံးဝကျွစိန်ကြီးကျွမ်းနေမယ်။ hero အကြောင်းတွေကိုလည်းပိုင်ပိုင်နိုင်နိုင်နားလည်မယ်။အိုင်တန်အကြောင်းတွေ၊ event အကြောင်းတွေဒါတွေအားလုံးနားလည်တယ်ဆိုရင်ရတော့ ကျွန်တော်တို့က gaming channel တခုအနေနဲ့ရက်တီလို့ကြားတယ်ပေါ့နော်။တို့ရှိရ gamer တွေလည်းဒါမျိုးတွေလုပ်ပြီးတော့မှ community တွေအများကြီးရှိတယ်။တို့ကိုတူယူပြီးတော့မှ လိုက်လုပ်လို့ရတယ်ပေါ့နော်ဒါကတော့ဒီ game သမားတွေအတွက်ပြောပြပေးတာပေါ့နော်ကိုကတကယ်လို့ AI နဲ့ပတ်သက်တဲ့ knowledge တွေကိုကောင်းကောင်းမွန်မွန်နားလည်ပြီဆိုရင်လည်းကျွန်တော်တို့ရဲ့ channel မှာပြန်ပြီးတော့မှဘယ်လိုမျိုးပရုံးတွေရေးရတယ်ဘယ်လိုတက်ပုံတွေထုတ်ရတယ်ဗီဒီယိုတွေဘယ်လိုဖန်တီးရတယ်ဆိုတာကိုပြန်တင်ပေးရင်လည်းဒီ AI နဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုတင်ပေးလို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုကဗီဒီယို editing နဲ့ပတ်သက်လို့ဒီကတ်ကတ်တို့ align motion တို့ကိုလုံးဝကျွမ်းနေတဲ့လူတယောက်ဆိုရင်လည်းဘယ်လို edit လုပ်ရတယ်ဆိုတာကိုပြန်ပြီးတော့မှတင်ပေးလို့ရတယ်ပေါ့နော်ဒါကျွန်တော်ဥပမာ အပြင်နဲ့ကြောပြတာ brand ပေါ်တော့ကျွမ်းကျင်တဲ့စကေးတွေကိုစီကိုစီရှိကြတယ်ပေါ့နော်ဘယ်စကေးကိုကျွမ်းလဲဆိုတာကတော့ကိုကိုတိုင်းသာအတည်ဆုံးဖြစ်ပါလိမ့်မယ်အဲ့တော့ကိုကျွမ်းကျင်တဲ့စကေးနဲ့ live ထတဲ့ဗီဒီယိုတွေဖန်တီးပြီးတော့မှ YouTube ကနေပတ်စံရှာကြမှာပေါ့နော်ဟုတ်ပြီဒါတွေအားလုံးသိပြီးသွားပြီဆိုရင်နောက်ဆုံးလုံးဝအရေးကြီးတဲ့အချက်တစ်ချက်ကြီးကြံပါသေးရဲ့အဲ့ဒီအချက်ကတော့ကျွန်တော်တို့ဗီဒီယိုကနေကြည့်ရပြီပါညို့မပြန်ပြီးပေးနိုင်မလဲဆိုတဲ့အကြောင်းအရာပေါ့နော်ဥပမာကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်တင်လိုက်ပြီအဲ့ဗီဒီယိုကိုလူတစ်ယောက်ကလာကြည့်လိုက် ဒီဗီဒီယိုကိုကြည့်လိုက်လို့ तू ကရည်ရမှာလားဒါမှမဟုတ်လေဒီဗီဒီယိုမှာ तू သိတဲ့အကြောင်းအရာတွေပြီးခွင့်ရမှာလားဒါမှမဟုတ်လေဒီဗီဒီယိုတည်းကနေပြီးတော့မှ तू မလုတ်တက်တဲ့ဟာတွေလုတ်တက်သွားမှာလားပေါ့နော်ဒါမျိုးကြည့်တဲ့လူကိုကျွန်တော်တို့ဗီဒီယိုကနေတစ်ခုခုပြန်ပေးနိုင်မှာ အဆင်ပြေလိမ့်မယ်ပေါ့နော်။ဒီမှာမူပဲနဲ့ကိုကလုံးချင်တာတွေလုံးပြီးရှောက်တင်မယ်ဆိုရင်ရတော့ view လည်းရမှာမဟုတ်သလိုဆက်ကွက်ရိုက်ပါတယ်လည်းမရပါဘူး။နောက်ဆုံး YouTube ကပေးတဲ့ပတ်စံလည်းရမှာမဟုတ်ပါဘူးပေါ့နော်။အဲ့တော့ကိုကရေးချေလဲသွားကျင်တဲ့ဒီဟာကိုလုံးဝလည်းစိတ်ဝင်စားရတယ်ဆိုရင်ဗီဒီယိုတွေတင်တော့မဲ့အခါမျိုးမှာဆိုရင်ကျွန်တော်ပြောထားတဲ့ဒီချက်လေးကိုသတိရလိုက်ပါနော်။ဗီဒီယိုတင်နိုင်မယ်ဆိုရင်ငါဗီဒီယိုကကြည့်တဲ့လူကဘာပြန်ပြီးနိုင်မှလဲဆိုတာတွေကိုအမြန်ထည့်ပြီးတော့မှစဉ်းစားပြီးတော့မှလုပ်ပါနော်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရအားလက်တဲ့အချိန်မျိုးအကျိုးရှိတဲ့နေရာမှာပဲအသုံးချပြီးတော့မှအောင်မြင်တဲ့ ယူတူဘာတယောက်ဖြစ်အောင်ဒီနေ့ဆက်ပြီးတော့မှကြိုးစားပါလို့ပြောရင်းနဲ့ဒီနေ့ဗီဒီယိုလေးကိုကျွန်တော်ဒီလောက်နဲ့အဆုံးသတ်လိုက်ပါတယ်။တကယ်လို့ဒီဗီဒီယိုလေးကကြိုးရှိတယ်ဆိုရင်ကတော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးတော့မှဒီဗီဒီယိုကိုလည်း like လေးပေးခဲ့နိုင်ပါတယ်ခင်ဗျာ။ကိုမသိရသေးတဲ့ချင်တာတွေကိုလည်း comment မှာမေးခဲ့နိုင်ပါတယ်။စာသုံးကြည့်ပြီးတော့အားလုံးနဲ့ကျေးဇူးများရင်ပါတယ်ခင်ဗျာ။